ကြည်နော်ကိုရင်ကကနေတာမတားတဲ့အပြင်ဝိုင်းပြီးတော့တောင်မှကြောက်ထိုးပင်ကိုလှုပ်ပြီးကြသေးတယ်ဘာ ကြည့်နော်ကိုရင်ကကနေတာမတားတဲ့အပြင်ဝိုင်းပြီးတော့တောင်မှကြောက်ထိုးပင့်ကိုလှုပ်ပြီးကြာသေးတယ် အင်ဂုတ်ထုပါဠိတော်သဒုက္ကနိပတ်သောဘနတုံးမှာဘိက္ခုဘိက္ခုနီဥပါတကဥပါတိကာမဆိုတဲ့ဤပြိသက်၄ပါးကပဲဤသာသနာတော်ကိုတင့်တယ်အောင်လုပ်ပေးနိုင်တယ်လို့မြတ်စွာဘုရားကဟောကြားထားတယ်။ထို့အတူပဲဤပြိသက်၄ပါးကပဲဤသာသနာတော်ကိုပျက်စီးအောင်ဖြည့်ဆည်းကြလိမ့်မယ်လို့မြတ်စွာဘုရားကတတ္တမပရိရူပကတုံးမှာဟောကြားထားတယ်။ကိုရင်ဟာဘိက္ခုဆိုတဲ့စည်ရင်ထဲမှာအကျုံးဝင်တာကြောင့်ကိုရင်ကြောင့်လည်းပဲသာသနာတော်ပျက်စီးနိုင်တယ်နော်။ ဒါကြောင့်အခုလိုမျိုးမဖွဲ့မရာတွေလုတ်ပြီးတော့ဒိုင်းပေါ်တင်တာမျိုးတွေမလုတ်ပါနဲ့ကလေးပဲဆိုတဲ့အသည့်နဲ့ဖြည့်ပြီးတွေးပေးနိုင်တော်လဲပဲဗဒါတရားနှုတ်နယ်တဲ့တရားဒဂမတွေရဲ့အမြင်မှာတော့ကလေးဆိုတဲ့အတွေ့မတွေ့ပဲကိုရင်ဟာဒီလိုကရကောင်းသလားဆိုပြီးဗဒါတရားပျက်စီးသွားနိုင်ပါတယ်ဒါကြောင့်ဒီလိုမဖွဲ့မရာဗီဒီယိုတွေကိုလည်းဒိုင်းပေါ်မတင်ပါနဲ့လို့မေတ္တာရက်ခံပါတယ်နော်ဘုဒ္ဓဘာသာဝင်တွေကိုကလားဆက်သွင်းပြီးတော့ကလားတဲ့သွင်းတဲ့ကောင်တွေကိုကျွန်တော်လုံးဝထိုင်ပြီးတော့ကြည်နေမှာမဟုတ် အဲ့တော့ဗုဒ္ဓဘာသာဝင်တွေလာမေးကြတယ်ကျမမှာချစ်သူကောင်လေးကမွတ်စလင်ကောင်လေးရှိတယ်အဲအချို့ကလည်းဗုဒ္ဓဘာသာဝင်ကောင်လေးတွေကလာမေးတယ်ကျွန်တော်မှာချစ်သူကောင်ကောင်မလေးကမွတ်စလင်ကောင်မလေးရှိတယ်အဲ့တော့ကောင်ကောင်မလေးကမွတ်စလင်ပဲဖြစ်ဖြစ်ကောင်လေးကမွတ်စလင်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်သူတို့ကယူလို့ရကြလားဆိုပြီးတော့လာမေးကြတယ်အဲ့တော့အရင်ဦးဆုံးဗုဒ္ဓဘာသာဝင်တွေကိုကျွန်တော်ပြောချင်တာကခမားခမားတို့ဒီဗုဒ္ဓဘာသာဝင်အဖြစ်နဲ့ပဲနေမှာလား ဒါမှမဟုတ်ဘူးဆိုရင်မွတ်စလင်လည်းကိုဝင်ပါလားနှစ်ခုပေါ့မေးချင်တာအဲ့တော့ဗုဒ္ဓဘာသာဝင်အဖြစ်နဲ့ပဲနေမယ်ဆိုရင်ခမရတို့ကိုယူမဲ့ဗုဒ္ဓဘာသာဝင်ကိုယူမဲ့တဖက်ကကလားကဗုဒ္ဓဘာသာဝင်လည်းဝင်အဲ့ဒါမှအဆင်ပြေမှာဒါမှမဟုတ်ဘူးဆိုရင်လည်းခမရတို့ကအမရတို့ကမွတ်စလင်လည်းကိုဝင်မယ်ဆိုရင်ခမရတို့ကိုမွတ်စလင်လုတ်ပေးမဲ့ သူမြန်မာနိုင်ငံမှာတယောက်မှမရှိဘူးဒီတကားပြောတာအယမ်းမှန်တယ်နော်သူကဘာသာရေးတွေလူမျိုးရေးတွေခွဲခြားပြီးပြောတာမဟုတ်ဘူးအိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့စည်းကမ်းရှိဖို့နဲ့အမျှော်မြင်ရှိဖို့ကိုပြောတာဦးဇင်းတို့ဗုဒ္ဓဘာသာဝင်လူတွေအနေနဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့စည်းကမ်းရှိဖို့လိုတယ်အသိဉာဏ်ရှိတဲ့လူကိုမပြောနဲ့အသိဉာဏ်မဲ့တဲ့တရိတ်ဆန်တွေတောင်မှဇက်တူချင်းပဲအိမ်ထောင်ပြုကြတယ်နော်လူသားဆိုရင်အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့ပို၍စည်းကမ်းရှိဖို့လိုတယ် အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးစည်းကမ်းမရှိဘဲဖြစ်ချင်တဲ့စန္ဒကိုရှေ့တင်ပြီးတော့ဘာသာခြားလူမျိုးခြားကိုအိမ်ထောင်ပြုတ်လိုက်မယ်ဆိုရင်ဘာဒီဖြစ်လာနိုင်တယ်လဲဖြစ်ချင်တဲ့စန္ဒကိုရှေ့တန်းတင်ပြီးဘာသာခြားလူမျိုးခြားကိုအိမ်ထောင်ပြုတ်လိုက်တဲ့အခါမှာသားသမီးရလာပြီဆိုရင်အဲ့ဒီသားသမီးကိုအကြောင်းပြုတ်ပြီးတော့ဘာသာရေးပဋိပက္ခဖြစ်နိုင်ပါတယ်မိမိကိုလည်းပဲသူ့ဘာသာဝင်ဖို့ဆွဲတဲ့အခါမှာမိမိကလက်မခံဘူးဆိုရင်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ပဋိပက္ခဖြစ်နိုင်ပါတယ်နောက်ဆုံး ိမ်ထောင်ကွဲတဲ့အထိဖြစ်နိုင်ပါတယ်နော်ဒါဟာလူမျိုးခြားဘာသာခြားကိုအိမ်ထောင်ပြုတ်လိုက်တဲ့စိုးကျိုးကြောင့်ပဲဖြစ်ပါတယ်ဒါကြောင့်လူမှန်ရင်စီကံထိမ့်သိမ့်တဲ့အနေနဲ့လူမျိုးတူဘာသာတူကိုသာအိမ်ထောင်ပြုတ်ပြီးဘဝလက်တွဲပေါ်အဖြစ်ရွေးချယ်ပါလို့ပြောချင်ပါတယ်နော်အဲ့ဒီမေဘောလေးကျွန်တော်ဖြေပေးမယ်နော်တိလသမารီနဲ့ပြည့်စုံတဲ့ဆရာတော်ကိုတဲ့ဘလို့အောက်လန်းကတိုက်ရလို့လားတဲ့နော်အဲ့တော့ မောဇောပြရှင်ကိုလိုမြေကြီးတတ်တော်ရှင်ရရှိစဉ်အချိန်ခါတုန်းကဖရာတက်ရှိတင်ရရှိနေတဲ့အချိန်ခါတုန်းကဖရာရဲ့သားတော်ရဟန်းတစ်ပါးကိုဆုံးမတယောက်ကနေပြီးတော့နော်ချစ်လို့ဆိုပြီးတော့ပြူစားလိုက်တယ်ချစ်လို့ဆိုပြီးတော့ကြွေးလိုက်တယ်စီပေါ့နော်အဲကျွန်တော်တို့ဒီပယောဂအခေါ်ရလဲဆိုရင်တော့ခက်ဆေးခေါ်တာပေါ့အဲ့ဒီခက်ဆေးမိသွားတဲ့တော့ကြောင့်မလို့ဆရာတော်ကဖရာရဲ့သားတော်အဲ့ဒီရဟန်းကနော်တမိုင်မိုင်တွေ့တွေ့နဲ့အဲ့ဆေးကိုစားပြီးတဲ့အချိန်ကနေစပြီးတော့တမိုင်မိုင်တွေ့တွေ့နဲ့နေလို့ထိုင်လို့မကောင်းဘူးပေါ့တရားအထုတ်လို့လည်းမရတော့ဘူးပေါ့နော်အဲ့ဒါနဲ့ဒီရဟန်းက အာနေမကောင်းဖြစ်နေတယ်ဒီယဟန်ကနေမကောင်းဖြစ်နေတယ်ဆိုပြီးတော့ဖယားကိုသွားပြီးတော့ဒီယဟန်ဘာဖြစ်နေလဲမသိဘူးဆိုတော့ဖယားကိုသွားလျှောက်တဲ့အချိန်မှာဖယားကပြုံးတော့မှုလေပြုံးတော့မှုပြီးတဲ့အချိန်ခါကျတော့အဲဒီယဟန်ကသူ့ကိုချစ်လို့ပြူစားထားတဲ့ဆုံးမပေါ့နော်အဲ့ဒီဆုံးမရဲ့ပြူစားခြင်းကိုသူခံနေရတာဖြစ်တယ်အဲ့တော့ကြောင့်မလို့အာအဲ့လိုဖြစ်နေတာလို့ဖယားမိတ်နေအဲ့ခါမှာယဟန်နေရာနေပြီးတော့လျှောက်တယ်ပေါ့နော် အဲ့ဒီယောဂကိုပြအောင်ဘယ်လိုလုပ်ရမလဲဖះကိုမေးလျှောက်တဲ့အခါမှာဖះကနေပြီးတော့ကျွန်တော်တို့ဒီလှန်လှဲဘိတ်မှာကတ်နေတဲ့မြေကြီးပေါ့နော်အဲ့ဒီမြေကြီးကိုရေဖြော်ပြီးတိုက်လိုက်အဲ့ဒါဆိုရင်ပျောက်တယ်ဆိုပြီးတော့ဖះကိုယ်တိုင်မိကြခဲ့တာရှိပါတယ်လို့နော်အဲ့တော့ဒီဒီကူဆရာတော်ကြီးတို့ဟောတဲ့တရားတွေမှာပါတယ်ဗာကျုပ်ဆရာတော်ကြီးတို့ဟောတဲ့တရားတွေမှာပါတယ်နော်အဲစတက်ပြတဲ့ဆရာတော်တော်များများကိုတွားပြီးတော့မေးကြည့်ဘယောဂဆိုတာတကယ်ရှိတယ် ်နော်အဲ့တော့ဖုံးကြီးတွေလူကြီးရွေးနေမှာမဟုတ်ဘူးဘာလို့လဲဆိုတော့တို့ကမိစ္ဆာဖရားရုပ်တော်ဖရားပုံတော်ခြေဘောကထိုးထားတာတို့ကမိစ္ဆာတွေမိစ္ဆာဖြစ်တော့ရောက်မလို့ဖုံးကြီးတွေလူကြီးတို့ကရွေးနေမှာမဟုတ်ဘူးတို့ပြူစားခြင်းနဲ့လို့တို့အချိန်မီပြူစားလို့ရတယ်ဘာကြောင့်လဲဆိုတော့တို့ကတစ္ဆာဆိုထားရတာနောင်ဘဝဆက်ဆက်တို့ကလူပြန်မဖြစ်ပါဘူးဆိုတော့တစ္ဆာကိုဆိုထားတာတို့ကတဘဝဇံလေးနော်အဲ့တော့မသိရင်လေးလာပါလို့နော်ရဟန်းဖြစ်စေလူဖြစ်စေသူတစ်ပါးတိုက်ခိုက်ရင် ခံရတာတွေရှိတယ်မြတ်စွာဘုရားတော်မှာ ဒေဝဒတ်တိုက်ခိုက်တာကိုခံရတယ်။ဖျားဖြစ်နေလို့သာအသက်မသေးတာနော်။မဟာဝါပါဠိတော်မှာယဟန်တပါးဟာကရဒိနကဘာဒအမိရှိတဲ့သုံးမကပေးတဲ့ဈေးကိုစားမိတဲ့အတွက်ဆုံးပြစားခြင်းခံရပါတယ်။အဲ့ဒီလိုဆုံးပြစားခြင်းခံရတာကိုဖျားရှင်တိတော်မူတဲ့အခါမှာထုံသွားမှာကတ်နေတဲ့တိတာလောလီလိုခေါ်တဲ့ရှင်ခဲကိုရေဖြော်တိုက်ခဲ့တဲ့အတွက်ဆုံးပြစားခြင်းယောဂါမှလွမြောက်ခဲ့ရပါတယ်။ အဲ့ဒီလိုတာရကတွေရှိတာကြောင့်ဘုံကြီးတွေကိုလည်းဆုံးပြူစားခြင်းမခံရနိုင်ဘူးလို့ပုံသေးမတော့ပါနဲ့နော်